အခုဒီဒီ KBNH ကကိုရီးယားကုမ္ပဏီကနေထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်တော့အဲ့ဒီကုမ္ပဏီပြလိုက်တဲ့အချိန်မှာသူတို့ကတော့သဘောကျတာပေါ့နော်သူများတိုင်းပြည်နဲ့ produce လုပ်တဲ့ကားဆိုရင်အမတို့ကလမ်းကြောင်းတစ်ခုတည်းကဖောက်ထွက်မှပဲသူတို့တိုင်းပြည်ရောက်သွားမယ်တခြားနိုင်ငံတွေပြန်သွားမယ်ဆိုတဲ့အတွက်ဒီဟာကိုရွေးလိုက်တဲ့အတွက်အမမအစိန်ခေါ်မှုတွေအများကြီးရှိရဲ risk တွေလည်းအများကြီးရှိရဲသူတို့ produce လုပ်တာတော့ကိုရီးယားနိုင်ငံ produce လုပ်တာဆိုတော့ကျင်းသေးတာတော့သူတို့ဇလန်းဆန်းပြီးတော့ရိုက်တယ်ရိုက်တာကောင်းရင်တော့သူတို့နိုင်ငံတော့ ကျင်းတည်သွားမှာပေါ့ဆိုတော့သူတို့ကလည်းသူတို့ဇလန်ရှင်းပြတဲ့ခါကျတော့သူတို့ကရှုပ်တယ်ပေါ့နော်ဒီဇလန်သူတို့တိုင်းပြည်ကထတ်တောင်ရှုပ်တယ်အဲ့လိုအဲ့လိုပြောတာပေါ့စီဇန်1ကျတော့ကျမတို့ကအဲတကယ် main အနှစ်တကယ် main အနှစ်တွေပေါ့မတော့စီဇန်2ကျမှရိုက်ပြီးတော့မှအကုန်လုံးအဲတည်ကျင်နေပေါ့နော်ပြိတ္တတည်ကျင်နေအဲဘလို့ဖြစ်မလဲအဲ့လိုမျိုးတွေရဲ့ hints လေးတွေကြတော့ကျွန်တော်တို့ season 1မှာအကုန်ပြသွားမှာပေါ့နော်ဆိုတော့ကျင်းတည်တာတော့ season 2ကိုပြိတ္တတည်တောင်းဆိုมาပါရှင့် ။ဟောဒီဇက်ကားပေါ့နော်ဒီဇက်လိုဇလန်းမျိုးကိုရိုက်ချင်နေတာတော်တော်ကြာပြီ။တော်ကြိုင်ဆိုဟိုအမကလေဒီဒီချစ်ကြိုက်ကွဲညာတွေကဖောက်ထွက်ပြီးတော့လေဒီလမ်းချောင်းလေးတစ်ခုပေါ့တက်ချင်တာပေါ့နော်အမစိတ်ကူကအဲအမတို့လည်းအရင်တော့ဓာတ်ဒီပဲလဲပြီးရိုက်ခဲ့အဲ့ခါကျတော့ trunk တနည်းအောင်ထိုးဖောက်ဖို့အတွက်ကူကျတော့အမတို့ကဇက်လန်ဆန်းပြီးတော့ပေါ့နော်ဟိုထုတ်ထုတ်လဲသူကလည်း တတိရှိမှာပေါ့နော်သူကအဲ့လိုမျိုးဟိုအဲ့အဲ့လိုမျိုးပုံစံနဲ့လုပ်လို့ရမှာပေါ့နော်အဲ့ခါကျတော့အမကဒီဇလန်လေးကိုအဲဒီ online အာဒေါ်ဆရာဆရာမဟေးစေပေါ့နော်သူကတော့ online ပေါ်မှာတော့တိမ့်တိမ့်ချီပြီးတော့ပောက်ထားတဲ့ဇလန်ပေါ့နော်လူတော်တော်များများကြိုက်တဲ့ဇလန်ပေါ့နော် and လည်းအရင်များပေါ့အဲ့ဇလန်ကိုအမအခုရိုက်ဖို့ ပေါ့နော်သူ့ပြောတဲ့ခါကျတော့သူလည်းဝမ်းသာတာပေါ့ဟဲ့အဲ့ခါမှာ producer ကြီးပြောတဲ့ခါကျတော့အဆင်မပြေမပြေတဲ့ခါကျတော့အမအခုဒီဒီ KBNH က Korea company ကနေထုတ်လုပ်တဲ့ company ဖြစ်တော့အဲ့ company ပြလိုက်တဲ့ချိန်မှာသူတို့ကတော့သဘောကျတာပေါ့နော်သူတို့သဘောကျတယ်နောက်ပြီးတော့ဇလန်းဆန်းနေပါဘုရအဲ့လိုမျိုးရွေးလိုက်ရလဲဆိုတော့သူများတိုင်ပြည်နဲ့ produce လုပ်တဲ့ကားဆိုရင်အမတို့ကလမ်းချောင်းတစ်ခုတည်းကဖောက်ထွက်မှပဲ တို့တိုင်းပြည်ရောက်သွားမယ်တခြားနိုင်ငံတွေပြန်သွားမယ်ဆိုတဲ့အတွက်ဒီဟာကိုရွေးလိုက်တဲ့အတွက်အမှအမစိန်ခေါ်မှုတွေအများကြီးရှိရဲ risk တွေလည်းအများကြီးရှိရဲ NDA လည်းအများများရဲဒါပေမဲ့စ조사ပြီးတော့ရိုက်ရမှာပေါ့နော်ဟုတ်အဲသူတို့ produce လုပ်တာတော့ကိုရီးယားနိုင်ငံ produce လုပ်တာဆိုတော့ဂျင်းတည်တာတော့သူတို့ဇလန်းစမ်းပြီးတော့ရိုက်တယ်ရိုက်တာကောင်းရင်တော့သူတို့နိုင်ငံတော့ဂျင်းတည်သွားမှာပေါ့ဆိုတော့သူတို့ကလည်းသူတို့ဇလန်းရှင်းပြတဲ့ခါကျတော့သူတို့က ရှုပ်တယ်ပေါ့နော်ဒီဇလန်သူတို့တိုင်းပြည်ကထတ်တောင်ရှုပ်တယ်အဲ့လိုအဲ့လိုပြောတာပေါ့ဟုတ်ပုံမှန်အတိုင်းဆိုလို့ရှင်တော့ဇလန်ရှုပ်တယ်ရှင်ရှင်းပြနေနေတော့တစ်ခေါက်မရဘူးလမ်း6ခေါက်အဲ6ခေါက်လောက်ဖတ်မှဒီဇလန်တိမှာအဲအခုကပို့ဆိုးတာ season 1ဖြစ်သွားပါဘောနော် season 1ကျတော့ကျမတို့ကအဲတကယ် main အနှစ်တကယ် main နှစ်တွေကိုအမတို့ season 2ကြောင့်မှရိုက်ပြီးတော့မှအကုန်လုံး ဲသိချင်တယ်ပေါ့နော်ပြည်သက်သိချင်တယ်အဲဘယ်လိုဖြစ်မလဲအဲ့လိုမျိုးတွေရဲ့ hints လေးတွေကြတော့ကျွန်တော်တို့ season 1မှာအကုန်ပြအောင်ပါပေါ့နော်ဆိုတော့ဂျင်းတည်တာတော့ season 2ကိုပြည်သက်တွေတောင်းဆိုมาပါရှင်ဟုတ်ဟုတ်ပါဘူးဒီဆုံးထဲမှာရောကိုရီးယားယူပါ ကိုရီးယားအတန်း2ယောက်ပေါ့နော်သူတို့အသက်20အတန်း2ယောက်ကိုသူတို့ဖိတ်ပြီးတော့ဒီဒီမှာရိုက်ချင်တယ်လို့ပြောတယ်ဒီ grade တွေသူတို့ A A AB ABC တွေကသူတို့မရဘူးပေါ့နော်ဒီ grade တော့ရတယ်ဆိုတဲ့အချိန်မှာကျမတို့အဲ့မှာထည့်ဖို့သူတို့တော့ဟိုနေရာလေးပေးထားရတယ်ပေါ့နော်ဒါပေမဲ့အဲ့နေရာမှာသူတို့ကအဲမလာပြည့်ဘူးဗီဇာကြောင့်ပေါ့နော်ဒီလိုဒီနေ့ဒီရရရမယ်ဆိုတဲ့အခါကျတော့မလာပြည့်တဲ့အခါကျတော့ကျမတို့ဒီနေရာမှာအစားထိုးပြီးတော့ကိုရီးယားစကားပြောပြီးတော့ အဲအတာနှစ်ယောက်အတွင်းမှာဗောနော်အဲ့ဒါလေကျမတို့ဒီရွေးထားတဲ့ထဲကကျမတို့ဒီ foreign အဲကိုရီးယားတွေသူတို့ရွေးတယ် audition လောက်တော့အဲ့နှစ်ယောက်ကျမတို့ထည့်မှာပါဟောကိုရီးယားစကားလဲသူတို့နည်းနည်းပြောတတ်တယ်ဗောနော်အဲ့အဲ့လိုထည့်မှာပါဟောအဲမျက်နှာသိအမှုပညာရှင်တွေမများပါဘူးဟိုကျမတို့ဒီမှာတော့အကုန်လုံးသိရဲ့အတာတွေထည့်ထားတာဗောနော် ကျွန်မကတော့ editor တွေကိုလောလောဆယ် page မှာလည်းမတင်ထားဘူးအဲဒီလိုမျိုးဒီဒီခန်းလားဒီချိန်ထိရောက်နေတဲ့ချိန်တော့ကျွန်မ editor တွေနာမည်လုံးဝမပြောထားဘူးပေါ့နော်ဒါပေမဲ့ကျွန်မအကုန်လုံးကနာမည်ရှိတဲ့ editor တွေပဲဝင်သရုပ်ဆောင်မှာပါအခုခေါ်တဲ့ supporting editor တွေဆိုတော့ဒါလည်းအသစ်တွေမဟုတ် ကျမတို့ကိုယ်တိုင်ရွေးထားသူတို့အကုန်လုံးဇလန်တွေရောရုပ်ရှင်တွေအကုန်ရိုက်ဖူးတဲ့သူတွေကြီးပါပဲဟုတ်ဟိုကျမတို့ကကြတော့ဒီ empire ပုံစံရိုက်ထားတာပေါ့နော်ကျမတို့ကဟိုပါပေါ့နော်လောက်လောက်ကိုကိုးကွယ်တဲ့မျိုးနွယ်စုပေါ့နော်သူတို့ကတော့တိဘက်နိုင်ငံကနေပြီးတော့အာမြန်မာပြည်တောင်ကျောထဲကိုဝင်လာပြီးတော့သူတို့ရဲ့မျိုးနွယ်စုထိမ့်သိမ့်ထားဒီနေ့ထိပေါ့နော်သူက Black Moon Empire ဆိုပြီးတော့အဲ့လိုအဲ့လိုမျိုးပေါ့နော်လောက်ကိုကိုးကွယ်ပေါ့လောက်ကိုကွယ်လာလာသွေးဖုံးသွေးဖုံးလို့ရှိရင်သူတို့ကအဲ့သူတို့လူမျိုးစုတွေအဲသွေးလွှမ်းတယ်ဆိုတော့ကျမတို့ကဟိုပါပေါ့လာပေါ်မှာဟိုတိတ်နေဖြတ်တာပေါ့အဲ့ဒါသူကသွေးလွှမ်းတယ်လို့ တတ်မှတ်တယ်ဗောနော်အဲ့လိုမျိုးဖြတ်ဖြတ်တဲ့အဲ့လိုနှစ်ဆိုလို့ရှိရင်သူတို့ပူဇော်ပွဲလောက်ရမှာပူဇော်ပွဲမလုပ်လို့ရှိရင်သူတို့လူမျိုးစုတွေကတ်ဆိုင်မယ်တို့ဗောနော်ယောဂါရမယ်တို့စီးပွားရေးပြတ်သုံးမယ်အဲ့လိုမျိုးနေသူတို့ယူဆရတဲ့အတွက်သူတို့ပူဇော်ပွဲကြီးလောက်ရတယ်ဗော အဲ့လိုမျိုးကနေပြီးတော့မှအစင်းစင်းဒီဒီနေရာထိ Black Moon Empire ဆိုပြီးတော့ကျမတို့အဲ့မျိုးမျိုးစင်ဆက်ကိုထိမ့်သိမ်းရင်းနဲ့အဲ့အဲ့ရှုပ်ထွေးမှုပြဿနာပေါ့နော်ဒီဒီဇက်ရှုပ်ကြီးရဲ့ကိုအဲ့လိုအဲ့လိုဖန်တီးထားတာပေါ့ဇလန်းဆိုင်ရတော့ဟုတ်အဲကျမတို့အခုရိုင်းရင်တော့ကျမတို့ဒီ CG CGA ပါပေါ့နော်လူတွေကလုံးတွေပွားရမယ်နောက်ပြီးတော့နန်းတော်တွေပါလုံးမယ်ဆိုတော့ကျွန်တော် CGA သုံးမယ်ပေါ့နော်နောက်ခါကျတော့ဝစ်စုံကကျတော့ကျမတို့ creation ပေါ့ဖန်တီးရမှာပေါ့ ဆိုတော့ကျမတို့အခုတော့ကျမကမျိုးသားရည်ကြီးမှုတက်ကတူကကျမတို့ပကြီးနဲ့ဘွေရထားတာပါအဲဘွေရထားတာဆိုတော့ကျမတို့ကတော့ဒါကတော့လက်နဲ့ဆွဲရတဲ့သူကြီးဆိုတော့ဒါကတော့အတ္တိဒီကကတော့သူကရိုးတနက်မြရတော့အတ္တိခရတ်တီပါလာပါဗောနော်ခရတ်တီပါပါလာပြီဆိုတော့တော့ခေါင်းကြီးရယ်နောက်တငယ်ချင်းတွေဗောနော်ဒီကျမတို့ရည်ကြီးမှုတက်ကတူကတငယ်ချင်းတွေအခုဝိုင်းကူပေးတယ်ဗောနော်နောက်ကျောင်းက AD တို့ပါတို့ AD assistant director တို့ဒီကကင်မရာပေါ်တော့ဒီလက်ထောက်ကင်မရာတွေကလည်းအကုန်ရင်ချင်းတက်သူကကလေးတွေပဲ ခေါ်ထားတာပေါ့နော်ဟိုအဲ့လိုမျိုးဆိုအာတီခရက်တွေပါတော့သူတို့သူတို့မှရရမယ်လို့ထင်ပါတယ်ပေါ့နော်ကိုကျောင်းကခလေးဆိုတာလေဟုတ်အဲသူကတော့သူကဇက်အိမ်ကဟိုနည်းနည်း empire ပုံစံပေါ့အဲလူမျိုးစု ပေါ့เนาะဒါပေမဲ့လူမျိုးစုကကျတော့ဗမာပြည်ဆိုလို့ရှိရင်လည်းကျွန်တော်စင်စာကိုအညှိပြီးပါပြီပေါ့เนาะကျွန်တော်တို့မြန်မာပြည်မှာလူမျိုးတွေတရားကြော်တယ်เนาะအဲ့တရားကြော်ရဲ့လူမျိုးတရားအကြောင်းသွားရဲလဲကျွန်တော် complaint တက်ခံရလိမ့်မယ်ဘာလို့လဲဆိုတော့ဟာငါတို့လူမျိုးမဟုတ်ဘူးဒီလိုငါတို့လူမျိုးကဒီလိုပုံစံမဟုတ်ဟိုလိုမဟုတ်ဘူးねသူများတိုင်းပြည်ဆိုလည်းအဆင်မပြေဘူးအဲ့ဒါကြတော့ကျွန်တော်စိတ်ကူးရင်ဆိုပြီးတော့ကျွန်တော်တို့ကကြိုက်တာဘို့ကြိုက်တဲ့ပုံစံဖန်တီးပေါ့နော်အဲ့တော့ဆိုတော့ကိုယ့်ရဲ့အတူတော့ထုတ်သုံးရတာပေါ့အခုလောလောဆယ်ကျွန်မအထုတ်မသုံးအောင်တော့စူးစမ်းသေးတယ်ဒါပေမဲ့ဘလို့မှမရအောင်နောက်ဆုံးတော့အကိုထုတ်သုံးမှပြီးတော့ ခရက်တွေပါပါတော့အကုန်လုံးအဲ့ကူညီတောင်းရတာပေါ့ဟုတ်လူဝင်ရချင်းတယ်ကျွန်မအခုခေါ်ထားတာကိုဒီ supporting actor တွေမှာတော့မှကျွန်မတရားတရားတရား20မှာကျွန်မ60ကျော်ထောက်ဝက်ကျိုးခေါ်ထားတာဒါတော့မှဒါတော့မလောက်သေးဘူးအဲ့60ကျော်ဆိုတာဒါ supporting actor ပဲရှိတယ်တကယ် main actor တွေလည်းကျန်သေးရဲ့ဆိုတော့ကျွန်မထင်တယ်အဲ့ကားတကတရားကျော်လောက်မယ်ထင်တယ်လူဝင်ကမကလာဘူးဘာလို့200လောက်ဖြစ်မယ်ဘာလို့ အရင်တော့ကလူတွေပါတောင်းရမှာဆိုလူရန်း200လောက်တောင်းရလိမ့်မယ်ဒီကဟုတ်ကိုရီးယားနဲ့ပူးပေါင်းရိုက်တယ်ဆိုရင်ပဲကိုရီးယားက produce ပဲလုပ်ပြီးတာကျန်တာဒီရပဲအခုအားဆိုင်ထောက်ကဇလန်းအစအခုအဆုံးနဲ့ထိပေါ့နော်ကိုရီးယား produce လုပ်တယ်ဆိုတာပတ်စံပဲထောက်တာ သူက executive ပဲလုပ်သွားတာကျမတို့ကအကုန်လုံးဒီ producer အစအကုန်လုံးဒီဆုံးတဲ့ team ကိုကျမတို့ဒီဘက်ပိုင်းအခုတာဝန်ယူရတာပေါ့အဲသူတို့သူတို့တော်တော်များတော့သူတို့ဟိုပေါ့နော်ဒီလိုဒီလိုနိုင်ငံမှာပူးပေါင်းရိုက်ဖို့ကြိုးစားပါသေးတယ်ဒါပေမဲ့သူတို့လည်းလူရင်းလူရင်းနဲ့စကားပြောရင်းနဲ့နောက်ဆုံးတော့လည်းဟိုကျမနဲ့အဲ့လိုတွေ့ရွာတာပေါ့နော်တွေ့ရွာပြီးတော့သူတို့လူချင်တာကိုလူချင်တာနဲ့ပေါ့နော်အဲ့လိုညင်နေတော့ဒီလိုဖြစ်သွားတာပေါ့နော်ဟုတ်ဟုတ်ဇလန်းဆန်းလေးအတွက်ပေါ့နော်ဒီပြည်သက်တွေအတွက်ဇလန်းဆန်းလေးဖန်တီးထားပါရဲ့ဟိုနောက်ပေါ့နော်ဒီနောက်ထပ်နောက်ထပ်လေအဲ ဒီလိုမျိုးကောင်းမွန်တဲ့ဇလံလေးကြီးလည်းနောက်ထပ်ဖန်တီးဖို့ရှိပါတယ်ဒီဇကိုင်းပြီးသွားရင်လည်းနောက်ထပ်ဆက်ကဒီထက်ပိုခတ်ပါတယ်အပြိဿလည်းအကြိုက်မယ်လို့ထင်ပါတယ်ရှင်ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်